ARI Foundation ကငလင်တန်းတင်ခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့မန္တလေးပြည်သူ့စင်းယုံကြီးနဲ့ကန်တော်နယ်ဒီစင်းယုံတို့အတွက် ယာယီစင်းရုံတွေကိုတိစောက်ဖွင့်လှစ်ခဲ့တယ်လို့သိရပါဗျ။အဲ့လိုဖွင့်လှစ်ရမှာငလင်တန်တဲ့မန္တလေးပြည်သူစင်းရုံကြီးအတွက် HDU စက်နက်ကတင်ပါကတင်90ဆက်ယာယီစင်းရုံကိုဧပြီ6ရက်က၎င်းမန္တလေးကန်တော်နယ်ဒီပြည်သူစင်းရုံအတွက် HDU 6ကတင်ပါကတင်150ဆက်ယာယီစင်းရုံကိုဧပြီ8ရက်မှာ၎င်းကျမ်းမာရေးဝန်ကြီးဌာနနဲ့အတူလက်တွဲပြီး ARI Foundation ကအသီးသီးဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ထပ်မံပြီးမန္တလေးအယူအထူးကုစင်းရုံကြီးနဲ့စကိုင်းမြို့နယ်ပြည်သူစင်းရုံအတွက်ကတင်100ယာယီ ီစင်းရုံတစ်ခုစီကိုလည်းအမြန်ဆုံးထပ်မံဖွင့်လှစ်နိုင်ဖို့ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရလို့သိရပါဗျ။အခုလိုယာယီစင်းရုံနေတိစောက်ဖွင့်လှစ်နိုင်ဖို့အတွက်အဖက်ဖက်ကဝိုင်းဝန်းကူညီပေးခဲ့သူတွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိကြောင်း ARE Foundation ကထုတ်ပြန်ပါဗျ။အဲ့လိုပဲ ARE Foundation ဟာငလင်တန်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့မန္တလေးမြို့မစိုးရိမ်တိုက်တဲ့စာတင်တိုက်ကိုတာဝန်ယူရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်းကျောင်းဆောင်ကြီးပြိုကျမှုကြောင့်ပြန်လည်တော်မူခဲ့တဲ့ တန်ဃာရော26ပါစေကုသမှုခံယူနေတဲ့ဒံယာရတန်ဃာရော49ပါအတွက်ကျပ်သိန်း850စာတင်သားတန်ဃာရောအပါ900အတွက်ငွေကျပ်သိန်း150နဲ့စွန်း10ရက်စာအတွက်ငွေကျပ်သိန်း350စံအိတ်250စုစုပေါင်းငွေကျပ်သိန်း1400ကိုလှူရန်ထားတယ်လို့သိရပါတယ်အလားတူငလင်တန်းကြောင့်ပလီလေးလုံးအင်ဂျီတရာခန့်ပြည့်စည်ခဲ့တဲ့မန္တလေးဘုံအိုးကျေးရွာကတေဆုံးသူ139ဦးရဲ့ ကျန်းရင်းသူမိသားစုဝင်တွေနဲ့ပြင်းထန်တရားရရှိသူဦးရေတရားအတွက်တအုပ်ကိုငွေကျပ်9သိန်းစီအင်ဂျီပျက်စီးဆုံးရှုံးသူတွေအတွက်စာနာထောက်ပံ့ငွေတွေနဲ့အတူစံစာနဲ့ရိတ်ခါကြောင့်ရေတပ်စုစုပေါင်းငွေကျပ်သိန်း1500ကို ARE Foundation ကထောက်ပံ့ကူညီလှူဒါန်းခဲ့တယ်လို့သိရပါဗျ။ဒါပြင်ကလင်တန်ကြောင့်ဗလီ၃လုံးအပောင်ဝင်အင်ဂျီအများပြားပျက်စီးဆုံးရှုံးခဲ့တဲ့သခိုင်းမြို့မင်းလန့်ရက်ကွက်ကတည်ဆုံးသူ186ဦးရဲ့မိသားစုဝင်တွေအတွက်တအုပ်ကိုငွေကျပ်9သိန်းစီနဲ့စံအိတ်350စုစုပေါင်းငွေကျပ်သိန်း တထောင်ကို ARA Foundation ကထောက်ပံ့ကူညီခဲ့တယ်လို့သိရပါတယ်။ငလီတန်းကျောက်ပြူကျပျက်စီးခဲ့တဲ့မန္တလေးမြို့မစိုးရိမ်တိုင်ဟောင်းဦးလသိန်းဘိမှန်စာဖြေဆောင်မှာကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့တဲ့လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေစေတနာဝန်ထမ်းတွေကို ARA Foundation ကထောက်ပံ့ငွေတွေပေးရတာ ိုင်ငံတကာကယ်ဆင်းရေးအဖွဲ့တွေအတွက်အစားအသောက်နဲ့73စီစီမံဆောင်ရွက်ပေးတာငလင်တန်ကြောင့်ကိုလန့်အင်ကဆုံးရှုံးခဲ့ရတဲ့တန်ဃာရိုတွေအပါအဝင်စေကူတမှုခံယူလျက်ရှိတဲ့တန်ဃာရိုတွေအတွက်လူရန်းနာအပါအဝင်စုစုပေါင်းငွေကျပ်သိန်းတထောင်ထောက်ပံ့လူရန်းခဲ့တယ်လို့သိရပါဗျ။အဲ့လိုပဲငလင်တန်ကြောင့်ပြည်စည်းဆုံးရှုံးမှုကြီးမားခဲ့ရတဲ့သခိုင်းတောင်ရိုးမှာရှိတဲ့တက်ကြဒီတာတီလာရှင်စာတင်တိုင်းအတွက်အလူငွေကျပ်သိန်း100နဲ့ရေသန့်125ကက်ကိုလူရန်းပေးခဲ့တယ်လို့သိရပါဗျ။ဒါပြင် စကိုင်းဒေသမှာရှိတဲ့ငလင်တန်တဲ့အဆောက်အဦတွေဖယ်ရှားရှင်းလင်းတဲ့လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် mini excavator ခွေးလုံတာ dam track အစရှိတဲ့ဆိုင်ရန်နေရာတွေနဲ့တောက်သုံးရေလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မှုအတွက်ရေသေးရင်တွေကိုလိုအပ်တဲ့နေရာတွေမှာအသုံးချနိုင်ဖို့ AR Foundation ကပံ့ပိုးကူညီလျက်ရှိကြောင်းနဲ့မန္တလေးနေပြည်တော်အောင်ပန်းနဲ့တခြားဒေသတွေရဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်100 tons and 25 tons mobile crane excavator ခွေးလုံတာ dam track mini excavator water browser အစရှိတဲ့စက်ရင်ရန်နေရာအစီး30ပို့ဆောင်ပြီးကယ်ဆယ်လုပ်ငန်းတွေဆောင်ရွက်လျက်ရှိရလို့သိရပါတယ် ARI Foundation ဟာငလင်ဘေးတံခံရတဲ့နေပြည်တော်ဒေသမှာရှိတဲ့ဒေသခံပြည်သူတွေအတွက်လိုအပ်တဲ့စံခေါက်ဆွဲကြောင့်စားတောက်ကုန်တွေတောက်သုံးရည်တန်းတွေပံ့ပိုးပေးတာယာယီနေထိုင်နိုင်မှုအတွက်တန့်တွေတိဆောက်ပေးတာပျက်စီးသွားတဲ့နေပြည်တော်ဒေသအတွင်းမှာရှိတဲ့လမ်းတွေအတွက်စက်ရင်ရန်နေရာတွေနဲ့ပြုပြင်ဆောင်ရွက်တာမြေကျွန်းသွားတဲ့နေရာတွေကို ြေပြန်ဖို့ပေးတာတွေကိုကုညီပြုလုပ်ပေးထားတယ်လို့သိရပါတယ်။ဒါပြင်ငလင်ဘေးတန်တဲ့ဒေသတွေမှာရှိတဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိတဲ့လူမှုရေးအသင်းအဖွဲ့တွေနိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေရဲ့စံရန်နေရာတွေမော်တော်ယာဉ်တွေမီးစက်တွေမီးသတ်ကားတွေ ကယ်ဆယ်ရေးယဉ်တွေအတွက်ဆက်သုံးစီတွေကို ARE Foundation နဲ့ Mass Energy တို့ပူးပေါင်းပြီးကယ်ဆယ်ရေးလုပ်ငန်းခွင်တွေအရောက်စီပေါစာတွေနဲ့အခမဲ့လိုက်လံပို့ဆောင်ထောက်ပံ့ပေးတာလူမှုကွန်ရက်ရဲ့အတင်းတချို့ကိုအလွန်ငွေတွေနဲ့ရေတန်းကတ်တွေလှူဒန်းတာတွေဆောင်ရွက်လျက်ရှိပြီးငလင်တန်သည့်ပြည်သူတွေအတွက် ARE Foundation အနေနဲ့ Mass Myanmar Group, AR Financial Group တို့နဲ့ပူးပေါင်းပြီးတက်ဆွမ်းတရွေ့ဂျိုးမန်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။